ကိုမွေးတော့အကြောင်းနှစ်ပေါင်နဲ့လေအဲ့လိုမျိုးတွေမှဖြစ်နေပါတော့ကြာတနာမှာဖြစ်ဘာမှမဘာမှဖြစ်ပြပြရနော်ဒါထိုင်တယ်မှာဘာမှမဖြစ်ဘူးတကယ်ပြပြအမေကကြာအဲ့လို trauma ရွာပြီးနောက်တစ်ယောက်ဆက်ယူလို့ရှင်တယ်အထိတ်လို့ဖြစ်မှာဆိုလို့ဆိုပြီးတော့ကိုမွေးတော့အမေယူဖြစ်တော့ပါပေါ့လိုချင်တာပေါ့ငငယ်ရဆိုအနေနဲ့မွေးခိုင်းတာအဲ့ဒါမြေမွေးမွေး အမွေးပေးပူစာပေါ့ပူစာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဆိုလည်းပြတနေကိုမချစ်တော့ဘူးအဲနောက်ဝင်းမဲ့မောင်လေးညီမလေးကိုချစ်တော့မယ်အဲ့လိုမျိုးပြောတာတကယ်ကြည့်တော့မနေတော့အဲ့ကြလို့ရှင်တော့ဘယ်နဲ့ပါပြီးရင်လည်းစသေးတယ်ဗျာတနေကိုအမိုက်ပေါ်တော့ကောက်ရအဲ့ဟာလူကြီးတိုင်းစကြတယ်နော်အဲ့ဆိုလို့ရှင်ငိုတာအငင်းရဆိုရင်အဲ့လိုပြောလို့ဆိုလို့အရန်ခံစားခဲ့ရဟုတ်တယ်ရင်းနဲ့ဆွတ်တော့ပါသူတို့အဲ့လိုပြောကြမင်းမင်းကလည်းအရန်အဆတန်တာလေသူစပြီဆိုလို့ရှင်တဆုံးစလိုက်တာ အစတော့နေကြည်တော့မယ်နောက်ဖတ်ပတယ်ပလျက်နေအနစတော့နေနောက်တော့မျက်စုပြည်တမတီလေးကိုငွေးတဲ့ကနေပြီးတော့ပုံလေးမြင်တာအရင်ချစ်စရာကောင်းတယ်ပေါ့နော်ကြည့်ရအောင်ငွေးတော့ဆင်းရုံနဲ့တော့မမေးလိုက်ရအောင်ဆိုတော့အဲဒီရက်တရပြည့်ပြီးတော့လာပြောင်းလာလိုက်တာပါဘယ်လိုမှတော့ဒီမှာစနေပြီလားလာပြန်ပါဟုတ်တယ်အရင်ကဖြူတာထက်ကိုပိုတယ်အရင်အဖေရောမေရောထက်ပါဖြူတာဖြူပြီးတော့လေဒီကလို့ အေးဟုတ်တယ်ဟုတ်တယ်အဲ့လိုပါလေပြောလုံးလုံးကစ်ကစ်လေးနဲ့အငန်းချစ်စရာကောင်းတယ်ကိလေးကိုအရသေးရသူ့ကိုင်နေရတော့သူကလည်းငိုသူ့ကိုင်လို့ရှိတယ်ခလေးရှိတော့လေအရင်ငငယ်ကတော့မချီရဲဘူးသူ့ကြမှာကြောက်နေတာပေါ့အခုတော့နိုင်သွားပြီအဲ့သားပြီအဲ့တို့အမ်မီးပါးရဲ့လက်ခံတော့ချီရရအောင်ဘုန်းနဲ့တူရလို့ထင်တာမဟုတ်ဘူးနဲ့အရင်ကတော့တပုံစံနဲ့တော့မဟုတ်တော့တပုံစံနဲ့မေစီလေးကဆက်လို့လေလုံးလုံးလေးနဲ့ချွတ်ချွတ်လေးနဲ့ချစ်ရလေဘယ်နှဘဲကူလဲဘယ်နှဘဲ ်ပဲကူလာရဲ့အဲ့လိုဖြစ်ပြီးဝဆုံးသွားတော့ဝဆုံးအောင်မမြင်ရပါဆိုတာမေကပ်ကတော့မဆစ်စီပါရှာဘယ်လိုဝဆက်တင်များဝဆက်တင်များဟုတ်တယ်ခုရပိုင်းကဝဆက်တင်များအဲ့လိုမြင်လိုက်တာနဲ့အရင်အသေးရပြီးတော့လေသူတို့နှိမ့်ချင်တာပေါ့နော်ကလေးလေးကိုလေအဲခင်ရလေကလေးချစ်တတ်တော့ကလေးလေးမြင်လာရင်အရင်ဟို စ်ခွင့်ချင်တယ်နှစ်ပြီးချီးကျင်းတယ်သူတို့နဲ့ဆော့ကျင်းတယ်ပြီးတော့ကလေးတွေကသူ့ကိုပြုံးပြလို့ရှိရင်အရင်ပျော်ရောပဲဆိုတော့သူတို့ကတကယ် pure ပေါ့နော် pure intention နဲ့ပြုံးပြတယ်သူတို့တကယ်သူ့ကိုအဲကိုယ်ကိုကြိုက်လို့ကိုယ်ကိုယ်နဲ့အဆင်ပြေလို့ပြုံးပြတယ်အဲတိရောဆိုတော့အရင်ကလေးလေးပြုံးပြတယ်သူအရင်ပျော်အဲ့အရင်တော့မမမြင်တော့မမေပြောသေးရဆိုလို့ရှင်ခိတ်ကအဲ့လိုငငယ်တွေကတူပြီးတော့တမိဆိုအဖော်မြင်တယ်အဖော်မြင်တော့လူတွေလူတိုင်းကိုတတ်တာပြရတယ်တဲ့ အကောင်လုံးကြောင်းတက်တုံးမှာလည်းအဲ့လိုတကယ်ချင်းလေးဆိုရင်အကိုကပဲစပြီးလိုက်ပောင်းလာအဲ့လိုမျိုးအရန်အရန်ပေါ်မြင်မှာတယောက်ခဲတူတူတော်တူဆိုရယ်လိုချင်တာပေါ့ငငယ်ရဆိုအနေနဲ့မွေးခိုင်းတာအဲ့ဒါမြေမွေးမွေးမွေးပေးတဲ့လေးကိုချစ်ဆုံး ပေါ်ဖို့တော့လည်းနည်းနည်း trauma ရသွားတာမင်းကကိုမွေးတော့ကကြာတော့နှစ်ပေါင်နဲ့လေ Instagram မှာဖြစ်နေပါတော့ကြာတနာမှာဖြစ်ဘာမှမဟုတ်ဘာမှဖြစ်ပြပြရနော်ဒါဒီထဲမှာဘာမှမဖြစ်ဘူးဒီထဲမှာဘာမှမဖြစ်ဘူးပြပြအမေကကြာအဲ့လို trauma ရသွားပြီးနောက်တစ်ယောက်ဆက်ယူလို့ရှင်လည်းထိတ်လို့ဖြစ်မှာဆိုလို့ဆိုပြီးတော့ကိုမွေးတော့အာမယူဖြစ်တော့ပါပေါ့ပူစာပေါ့ပူစာတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ နောက်ဆုံးလည်းပြောထထိန်ကိုမချစ်တော့ဘူးအဲနောက်ဝင်းမဲ့မောင်လေးညီမလေးကိုချစ်တော့မယ်အဲ့လိုမျိုးပြောတာအဲ့ကြလို့ရှင်တော့ဘယ်နဲ့ပါပြင်လဲစသေးတယ်ဗျာဒီကိုအမိုက်ပေါ်တော့ကောက်ရအဲ့ဟာလူကြီးရဲ့စကြတယ်နော်နောက်ဆုံးလို့ရှင်ငိုတာအမေရဆိုရင်အဲ့လိုပြောလို့ဆိုလို့အရန်ခံစားခဲ့ရဟုတ်တယ်ရင်းနဲ့စွတ်တော့ကသူတို့အဲ့လိုပြောရင်မမေကလည်းအရန်အဆတန်တာလေသူစပြီဆိုလို့ရှင်တဆုံးစလိုက်ပါအဲ့ ော့သူတို့ပြောသမားယုံလာတယ်။တယောက်ထဲမနေချင်တော့တာနောက်ပိုင်းကြတော့လေ။ကိုယ်ခန်းထဲမှာကိုယ်တယောက်ထဲကိုယ်ကဘာပဲ။အဲ့လိုအတော်ပါသေးရဲ့လို့ညီမညီမလည်းမောင်လေးညီမလေးရှိလို့ရှင်လည်းတည့်ရမှာဝင်လာဆော့တည့်ရမှာလာနှောက်ရှက်ဖြစ်မှာဆိုတော့ကောင်းတယ်တယောက်ထဲပဲလို့တိတိချစ်သွားခန်းစားချက်လာ။တက်တဲ့မြေကြီးပါ။ဒါပေမဲ့အော်ဆိုးပါဦးပေါ့နည်းနည်းအတက်လေးနည်းနည်းလေးကြီးလာပြီပေါ့။အဆက်သုံးနှစ်ကြည့်တော့မယ်နောက်။ ဖတ်ပတယ်ပလျက်နေနေ23နဲ့နောက်3ရက်ဆိုပြည့်ပြီမမေကဟိုတနေ့ကကားထဲမှာပြောနေအော်တမီးကလည်း23နဲ့ပြည့်ပြီဆိုတော့24လေးရောက်သွားပြီနော်တော်တော်တွေးနေတာတမီးလည်းကြီးလာပြီပေါ့အဲချင်းတီလေးအဲကြီးလာလို့ရှိရင်ညောင်းကိုအထူးချက်ထမ်းမြက်ပြီးတော့မိဘကိုပြတ်တဲ့ဒါလေးတယောက်ဖြစ်ပါစေလို့ပြောချင်ပါရှင့်